အမျိုးဝင်ပြိုင်ပြီးလိုင်းကြောင်နေတယ်လို့ဝေဖန်နေသူတွေကိုထီထီမိမိတုံ့ပြန်လိုက်တဲ့ခင်ရဒနာဆိုရန်ကုန်ဆယ်လီနျူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်ခင်ရဒနာဆိုကတော့ The Voice of Myanmar ပြိုင်ပွဲကြီးကနေအမှုပညာလောကတွေကိုစတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ် The Voice Myanmar မှာပရိသတ်တွေရဲ့အတိမတ်ပြုခြင်းကိုခံခဲ့ရတဲ့ခင်ရဒနာဆိုကပြိုင်ပွဲပြီးချိန်မှာလည်းအမှုပညာလုပ်တွေကိုဆက်လက်လုပ်ကိုင်နေတာပါခင်ရဒနာဆိုကအဆိုတော်တရားဖြစ်ဖို့ဝါသနာထုံခဲ့တဲ့လို့မြန်မာဆိုင်ကိုလည်းစိတ်ဝင်စားဝါသနာပါသူဖြစ်တာကြောင့် စိုင်းဖွဲ့ထောင်ပြီးလုပ်ကင်ခဲ့တာပဲဖြစ်ပါတယ်။စိုင်းလောကမှာလည်းလူသိများအောင်မြင်မှုရရှိပေမယ့်ခင်ရတနာဆိုကစိုင်းပွဲလိုက်ရင်ရတဲ့ဝင်ငွေနဲ့မကန့်ညီမှုတွေရှိတာကြောင့်ခဏရန်နာလိုက်ပြီး သူမရဲ့နောက်ထပ်ဝါသနာအိမ်မက်တစ်ခုဖြစ်တဲ့အလမေအိမ်မက်ကိုအကောင့်ထဲပေါ်လာခဲ့ပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဝေဖန်မှုတွေမြင့်တက်နေတဲ့ Miss Day မှာခင်ရဒနာဆိုလဲပါလာဝင်ခဲ့ပါပြီးခင်ရဒနာဆိုက2025 Miss Universe မြန်မာပြိုင်ပွဲကြီးကိုဝင်ရောက်ရှင်ပြိုင်နေပြီးအခုဆိုရင်ပဲခူးကိုစားပြုအနေနဲ့ဝင်းသားစုကြီးကိုတင်ပိုက်သွားခဲ့ပါပြီးခင်ရဒနာဆိုအနေနဲ့ Miss Universe မြန်မာပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်နေတာကိုအားပေးထောက်ခံတဲ့သူတွေရှိသလိုဝေဖန်ကြတဲ့သူတွေကလည်းဒူးနေသေးပါပဲ။ခင်ရဒနာဆိုအနေနဲ့သူမရဲ့ရှင်ရင်က Miss တယောက်မှာ ရှိတဲ့နဲ့ရုပ်ရည်မျိုးရှိမနေပဲတာမန်ရုပ်ရည်သားရှိနေဆိုပြီးဝေဖန်နေကြသလိုတချို့ကလည်းခင်ရတနာဆိုကအိမ်နောက်ရှိဘူးတဲ့အမျိုးသမီးတယောက်ဖြစ်တာကြောင့် Miss Universe မှာဝင်မပြိုင်သင့်ဘူးဆိုပြီးထောက်ပြနေတာပါ။နောက်ပြီးခင်ရတနာဆိုကိုအခုချိန်ထိအလုပ်တစ်ခုနဲ့ကိုတီတီတန်တန်မလုပ်ပဲလိုင်းကြောင်နေတဲ့ဒုတိယမိုးအောင်ရင်ဖြစ်ချင်နေတယ်ဆိုပြီးဝေဖန်နေကြတာဖြစ်ပါတယ်။ ခင်ရတနာဆိုကတော့ဝေဖန်သူတွေများလည်းဂယုမဆိုင်ပင်သူမရဲ့အိမ်မက်တွေကိုဒီဇိုင်းမမတ်အကောင့်ထဲပို့နေတာပဲဖြစ်ပါတယ်။သူမကိုလိုင်းချောင်နေရဆိုပြီးဝေဖန်နေကြတဲ့သူတွေကိုလည်းခင်ရတနာဆိုကအချက်ကျကျတုံ့ပြန်လာပါတယ်။အမျိုးသမီးတွေအနေနဲ့သူမရဲ့ miss ညောက်ဖြစ်စဉ်နဲ့အိမ်မက်တွေကိုပြိုပြိုအိုအိုအသက်ကြီးကြီးငငယ်အကောင့်ထဲပို့ခွင့်ရှိကြောင်းပြောပြလာခဲ့ပါတယ်။ဒါအပြင်သူမက miss ညောက်ဖြစ်စဉ်မှာဆိုပြီးပေါ့ပေါ့လေးတွေ့ပြီးဝင်ရောက်ရှင်းပြန်ခဲ့တာမဟုတ်ပဲ project အခိုင်အမာနဲ့တင်ချပြင်ဆင်ပြီးဝင်ရောက်ရှင်းပြန်ခဲ့တာလို့ဆိုပါတယ်။ခင်ရတနာဆိုကသူမ နေနဲ့မြန်မာနိုင်ငံမှာအိမ်တွင်းအကြမ်းဖက်မှုတွေကိုအတက်နိုင်ဆုံး short ချပေးနိုင်ဖို့ရည်ရွယ်လာခဲ့တာပါ။ဒါကြောင့်သူမရဲ့ project ကိုလည်းအိမ်တွင်းအကြမ်းဖက်မှု short ချအနေနဲ့ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။သူမရဲ့အိမ်မက်ဝါသနာတွေကိုအကောင့်ထဲပေါ်ရမှာတပားသူရဲ့ဆန္ဒတွေမပါပဲကိုယ်တိုင်စူးစမ်းပြီးကိုယ်တိုင်ကျင့်တဲ့လို့အကောင်ဆုံးစူးစမ်းသွားမယ်ဆိုပြီးပြပြတတပြောပြလာခဲ့တာပါ။ miss တယောက်ဖြစ်ဖို့အတွက်အဖက်ဖက်ကနေလိုအပ်တဲ့အရေးချင်းတွေကိုတရားပြင်ဆင်ထားတာဖြစ်လို့သူမကိုသူမလည်းယုံကြည်မှုအပြည့်ပဲလို့ဆိုပါတယ်။ပရိသတ်တွေ ရတော့ခင်ရတနာဆိုရင်ကြိုးစားလို့စိမ့်နဲ့ confidence ရှိတဲ့အပြုမူတွေကိုသဘောကျနေတယ်လို့တချို့ကလည်းအပြောကိုလျှော့ပြီးအလုံးနဲ့သာတက်တည်ပြဖို့မှတ်ချက်ပေးနေတာပါဘလောက်ပဲအပြောကောင်းနေပါစေလက်တွေ့မှာအရေးအချင်းတွေနဲ့ပဲဆုံးဖြတ်တာဖြစ်လို့အပြောကောင်းမနေုံနဲ့ပပီဦးဆိုပြီးတတိပေးလာတာပါခင်ရတနာဆိုကတော့သူမကိုဝေဖန်တိုက်ခိုက်နေသူတွေဘလောက်ပဲများပါစေသူမအနေနဲ့အိမ်မက်တွေအကောင့်ထဲပေါ်ပြီးအောင်မြင်တဲ့သူတယောက်ဖြစ်ဖို့ကြိုးစားနေချိန်မှာဘသူကမှချနိုင်ခဲ့တာမျိုးမရှိခဲ့လို့လိပ်ပြလုံးနဲ့နောက်ကဘာတွေထိဝေဖန်သူတွေရှိနေရင်တော့ခင်ယူမစ ိုက်ပါဘူးလို့တီတီမိမိတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ကြီးရှုနေတဲ့ပရိသတ်ဂျီရိုအနေနဲ့ရောလိုင်းကြောင်နေရဆိုပြီးဝေဖန်သူတွေကို တာတာနဲ့နာနာတုံ့ပြန်လိုက်တဲ့ခင်ရတနာဆိုပေါ်အမြင်ကိုပြောပြပေးခဲ့ပါအောင်။အဆုံးထိကြီးရှုပေးခဲ့ကြလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။